I'm a man of my word. ယာ Stone X မှာကျေစုပါတယ်။ဆောင်ရွက်ချင်မဲ့ဗီဒီယိုပါပဲ။ယမန်နေ့ကမှ Spider-Man 4ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ update တဲ့တင်တွေကိုတင်ပေးခဲ့တဲ့ channel ကနေပြီးတော့အခုတစ်ခေါက်မှာ Avengers Doomsday ရုပ်ရှင်ရဲ့လက်ရှိသူတို့ရိုက်ကူးနေတဲ့ပထမအဦးဆုံး9မိနစ် opening scene အကြောင်းကိုပြောပြလာခဲ့ပါတယ်။ And အဲ့ဒီပထမအဦးဆုံး9မိနစ်မှာတင် Deadpool Gambit နဲ့ Shang-Chi တို့ပါပါဝင်လာခဲ့တာကြောင့်ဘယ်လိုတွေဖြစ်မလဲ၊ဘယ်လိုဇက်ဝင်ကန်းဖြစ်မလဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်သွားပေးကြပါအောင်။အခုကတော့ intro လေးပြီးရင်စလိုက်အောင်။ thank you I am vengeance. I am the night. I am Batman. ။ Okay report မှာရေးထားတာတွေကရိုက်ကွင်းပေါ်မှာမြင်ရတာတွေနဲ့လည်းဂိုင်းညီနေပါတယ်။ Deadpool နဲ့ Gambit တို့ပါဝင်တဲ့ X-Men အဖွဲ့ဒီ X-Men ရှင်အရှိမဒေါက်တာ Doom ထိန်းချုပ်နေတဲ့ Sentinel ဆက်ရုပ်ကြီးတွေနဲ့ခြားကြရလိမ့်မယ်။ဒီ fight ကို Invisible Woman, Sue Storm နဲ့ Shang-Chi တို့ကပါပူးပေါင်းတိုက်ခိုက်ပေးလိမ့်မယ်ဆိုပြီးတော့ရေးထားတာကိုတွေ့ရပါတယ်။ Of course ဆောက်လုပ်နေတဲ့ရိုက်ကူးရေး set ပေါ်မှာမြင်ရတာတွေဒီ X-Men တွေရဲ့ကြောင်းတော့ X-Men တွေရဲ့တိုက်ကြီးဖြစ်တဲ့ X-Men ရှင်ကြီးဖြစ်နေပြီးတော့လက်တလုံးမှာပဲရိုက်ကွင်းပေါ်ကိုသူတို့က Sentinel ဆက်ရုပ်ကြီးတွေနဲ့ Sentinel ဆက်ရုပ်ကြီးတွေရဲ့အပြည့်အစည်တွေကိုပါထပ်မံထည့်သွင်း င်ခဲ့ကြရဲဆိုတာကိုမြင်ခဲ့ရပါတယ်။ Sentinel ဆိုတဲ့စက်ရုပ်ကြီးတွေဒီ comic လောကမှာ X-Men တွေကိုဒုက္ခအပေးနိုင်ဆုံးစက်ရုပ်ကြီးတွေလည်းဖြစ်ပါတယ်။နောက်ဒီမှာဒီအကောင်ကြီးတွေကို Dr. Doom ကထိန်းချုပ်ထားမယ်ဆိုတာဒီ Sawyer Mike လို့ Dr. Doom လို့ခေါ်မျိုး Tony Stark လို့ခေါ်မျိုးကမှလုံမဲ့လုံရမျိုးလည်းဖြစ်ပါတယ်။ပို့ပြီးတော့မိုင်းနေသေးတာက X-Men အဖွဲ့ကို Deadpool, Gambit, Sue Storm နဲ့ Shang-Chi တို့ကပါကူညီတိုက်ခိုက်ပေးမယ်ဆိုတာပဲဖြစ်ပါတယ်။ This means Theo ရေထွက်ထားတဲ့လိုမျိုးလာမဲ့ X-Men တွေဒီ Deadpool ရှိနေမဲ့ X-Men Universe 100005ကဖြစ်နိုင်တယ်ဆိုတာကို confirm ်သွားခဲ့ပါတယ် Bless X-Men တွေကအရင်လိုမျိုးလဲသားအမဲဝစ်စုံတွေမဟုတ်ဘဲနဲ့ Comic Accurate ဝစ်စုံတွေကိုဝစ်ဆင်သွားမှာဖြစ်တယ်ဆိုပြီးတော့လည်းသိထားရပါတယ်ပြီးတော့ Gambit ပါလာတာကလည်း Deadpool ရုပ်ရှင်တွေက Gambit ပဲဖြစ်တဲ့အတွက်ကြောင့် Deadpool နဲ့ပဲတွဲပြီးတော့ပါဝင်သွားရအောင်မှာကပို့ပြီးတော့ရုပ်တည်ရှိသွားစေပါတယ် Deadpool ပါပြီဆိုတော့ Deadpool နဲ့တွဲရ Wolverine ကိုပါပြီဆိုပြီးတော့လည်းခံမှန်းထားကြလို့ရပါတယ် Deadpool 3ရုပ်ရှင်ရဲ့ Deleted Scene မှာ Gambit ကိုတယောက်ယောက်ကလာခေါ်သွားတာဒီ Deadpool ဖြစ်နိုင်နေဆိုတာကိုလည်းအတည်ပြုသွားခဲ့ပါတယ် And I told you guys before Deadpool နဲ့ Wolverine တို့ကို Avengers Avengers Doomsday ရိုက်ခွင်းပေါ်မှာမြင်ခဲ့ရတယ်ဆိုတာကိုလွန်ခဲ့တဲ့တလတည်းကလည်းဗီဒီယိုလုပ်ပြီးတော့တင်ပြခဲ့ပြီးပါပြီ Everything Connects အရာရာသတင်းတိုင်းကချိတ်ဆက်နေပြီလည်းဖြစ်ပါတယ်အဲ့လိုမျိုး Marvel DC နဲ့ပတ်သက်ပြီးတော့ update သတင်းတွေကိုနေ့စဉ်နဲ့အများတင်ပေးနေတာဖြစ်တဲ့အတွက် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ထားပေးကြပါအောင်ဆက်ပြီးပြောရမယ်ဆိုရင် Tenable's ရုပ်ရှင်ရဲ့ credit scene အရာ616ကို Fantastic Four တွေကရောက်လာကြပြီဖြစ်တဲ့အတွက်ဒီမှာ Shang-Chi နဲ့အတူ Invisible Woman, Sue Storm တို့ကအတူတူရှိနေကြမှာကအမှန်ပါပဲသူတို့ကဘာလို့အခုလိုမျိုးတခြား university နဲ့ပူ ူပေါင်းပြီးတော့ဖြစ်စေတခြား universe ကိုဖြစ်စေတိုက်ခိုက်နေရတာလဲဆိုတဲ့အကြောင်းရင်းကတော့ comic တွေကလိုပဲ incursion တွေကြောင့်ဖြစ်လိမ့်မယ်လို့ထင်ပါတယ် hero တွေအချင်းချင်းခြားကြမယ်ဆိုတာကသူတို့ရဲ့ universe တွေပျက်စီးဖို့အတွက်အရေးကြုံလာလို့ပဲဖြစ်နိုင်ပါတယ်ဒီဘက်တော်မှာပဲမြင်ရမယ့် Sue Storm နဲ့ Doctor Doom လို့ဆိုရင်ရခင်သူတို့ရဲ့ universe တွေပျက်စီးခဲ့တာကိုတော့မှကြုံခဲ့ကြပြီးသားသူတွေလည်းဖြစ်ပါတယ် Doctor Doom အတွက်ရုပ်ရှင်မှာမြင်ရမယ့် Ultimate Goldie incursion ကြောင့်ပျက်စီးသွားခဲ့တဲ့သူရဲ့ universe ကိုပြန်လည်ဖန်တီးခြင်းတာပြန်လည်အသက်သွင်းကယ်ခြင်းတာဖြစ်တယ်ဆိုပြီးတော့လည်းသိထားရပါတယ်ဘလို့ဖြစ်ဖြစ် Doctor Doom လို့ villain က X-Men တွေလိုမျိုး power အစုံနဲ့အတွေ့အကြုံတွေရှိပြီးသား hero တွေကိုရုပ်ရှင်အစမှာတည်းဝင်ပြင်းပြခဲ့မှာဆိုရင်ရုပ်ရှင်အစမှာတည်း X-Men အများစုကိုတတ်ပြပြလိုက်မှာဆိုရင် Doctor Doom ကိုတော်တော်လေးရုံးမြင့်သွားစီမှာအမှန်ပါပဲ။ Hardy Kong က share ချမ်းတာပဲဆိုပြီးတော့မြင်သွားစီမှာလည်းအမှန်ပါပဲ။ Report မှာဆက်ပြီးတော့616 Universe ရဲ့ဇလန်းအစကိုတော့ Wakanda ဒါမှမဟုတ် Namor ရဲ့ Talokan လိုနေရာမှာစားလိုက်မယ်ဆိုပြီးတော့ရေးသားထားပါတယ်။ Thanos ရဲ့ credit scene မှာ Thanos တွေကိုဝစ်ဆောင်အစ်စ်တွေနဲ့တွေ့ခဲ့ရတယ်လို့မျိုးဒီမှာလဲ Shuri, Namor နဲ့ Ambaku တို့ကိုဝစ်ဆောင် အသစ်တွေနဲ့မြင်ရမယ်ဆိုပြီးတော့ရေးထားရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဆိုပရိတ်တူကောဘယ်လိုထင်ကြလဲဒေါက်တာဒူးမ်က Sentinel ဆက်ရုပ်ကြီးတွေကိုစီးပြီးတော့ X-Men တွေကိုတိုက်ခိုက်ကြမယ်ဆိုတာကိုမြင်ရရင်ကြိုက်ကြပါလားရင်ခုန်နေကြပြီလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်